ားကဒီနေ့မှာတော့ဟာလား PC မှာ background တွေကိုဘယ်လိုမျိုးချိန်မလဲဆိုတော့အမားက share လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။အမားတို့ဖုန်းနေမှာလေးဟို screen ဟိုပါတော့အဖုန်းနေမှာ background change လို့မျိုးပဲအမားတို့ကလည်းဒီမှာဆိုလို့ရှိရင်အဲ background change နေပေါ့နော် background change နေဆိုလို့ရှိရင်အမားတို့က PC ရဲ့ဒီ desktop ပေါ်မှာပေါ့နော်လွတ်တဲ့နေရာမှာ right click နှိပ်လိုက်မယ်ပြီးလို့ရှိရင် personal light ထည့်ဖို့သွားလိုက်မယ် အဲပြီးလို့ရှိရင်ဒီမှာ background ဆိုပြီးတော့တူကြလာပြီပေါ့နော်အဲ့ background မှာမှာအမားတို့ကဒီဘက်မှာဆိုရင်ဘာတွေပြင်လို့ရလဲဆိုရင် background မှာမှာ picture ဆိုပြီးသူကရွေးလို့ရသေးတယ်ပေါ့နော်ရွေးလို့ရတဲ့ identity ရှိတယ်သူကလည်းဆိုရင် picture picture ပုံထဲမှာလာပေါ့နော် solid color color တစ်မျိုးတည်းပဲ color အဲ color လေးတွေထဲမှာလာအမားတို့က solid color ထဲမှာလာပြီးလို့ရှိရင်မတို့ slide show ထဲမှာလာပေါ့နော် slide show ဆိုပုံတစ်ပုံနည်းနဲ့တစ်ပုံ slide show ပြောင်းမှာလာပေါ့နော်အဲအဲ့လိုမျိုးအမားတို့ကကိုထားခြင်းတဲ့အတိုင်းထားလို့ရတယ် ဲ slide ကျတော့နည်းနည်းဆက်လေးတာပေါ့နော်အမကတော့ picture ကို solid color ကိုထားတာများတယ်ပေါ့နော် picture ထည့်ခြင်းနေဆို picture ကိုယူလိုက်တယ်ဒီမှာဆို choose your picture တဲ့ကိုထည့်ခြင်းနေပုံကိုယူမယ်ပေါ့နော်ဒါကတော့အမကဟာလာမကြအမအမယူထားတဲ့ပုံတွေမှာ तू က recent recent picture ဆိုပြီး तू ကပြရတယ်ပေါ့နော်အဲပြီးလို့ရှိရင်အမတို့ကဒီမှာကိုကကိုဆက်လာမှရှိတဲ့ပုံကိုပြောင်းနေတယ်ဆိုရင်တော့ဒီနိုင်လေးမှာဆိုလို့ရှိရင်အမတို့ browse ကရှိတယ်အဲ့ browse တွေကိုသွားလိုက်မယ်ပေါ့နော် ရောက်ကျောရောက်ပြီဆိုလို့ရှိရင်ကိုကဘယ်မှာတင်ထားတာလဲပေါ့ဒီနားမှာအမားတို့ဒီဘက်မှာဒီ organize ဘက်မှာဆိုလို့ရှိရင်အမားတို့ကဟလာကိုဖိုင်လန်းချောင်းကိုတင်ထားတဲ့ဖိုင်လန်းချောင်းရွေးမယ်ပေါ့နော်ပေးချားထဲမှာတင်ထားတဲ့ဆိုရင်ပေးချားထဲမှာရွေးမယ်ပြီးလို့ရှိရင်ဒီမှာသွားပြီးတော့အမားတို့ကအဲဒီမှာဆိုလို့ရှိရင်ပုံလူကိုသွားရေးလို့ရတယ်ပေါ့နော်ကိုရှိတဲ့ပုံပေါ့နော် အဲဒီမှာဆိုရင်ကိုကဘယ်ပုံကိုရွေးချင်တာလဲပေါ့နော်ကိုလိုချင်တဲ့ပုံရွေးလိုက်မယ်ပြီးရင် choose ပြချလုပ်လိုက်မယ်ပြီးလို့ရှိရမှာတော့သူ့ကို minimize လုပ်ကြည့်မယ်ဟုတ်ပြီနော် minimize လုပ်ကြည့်မယ်ဒါဆိုရင်ဒါကကြတော့မှတော့ background ထိန်းတာပေါ့နော်ဟုတ်ပြီအဲ့ပုံကိုမကြိုက်သေးဘူးထပ်ပြီးတော့ချိန်ညင်နေတယ်ဆိုရင်လုံးဝဒီဖိုင်ကိုမပိတ်လိုက်တဲ့အတွက်ဒီမှာဆိုရင်အမားတို့ကအမားတို့ဖွင့်လိုက်တဲ့ software တွေကဘယ်မှပြလဲဆိုရင် task bar ပေါ်မှာပြတယ်ဆိုတော့အမားကရှေ့ဗီဒီယိုတွေမှာဟာလာ share လုပ်ခဲ့ပြီးသားဖြစ်တယ်ဒါဆိုလို့ရှိရင်အမားတို့ကဟာလာဒီမှာဆိုလို့ရှိရင် နောက်ထပ်ထပ်ပြီးတော့ပုံချိန်ခြင်းနေဆိုရင် browser ကိုပဲထပ်သွားမယ်ပြီးလို့ရေကိုလိုချင်တဲ့ပုံပေါ့နော်ကိုကဘာကိုကိုရှိတဲ့ဒီမှာ file line ကြောင်းထဲမှာယူလိုက်မယ်ပေါ့နော်ကိုဘယ်မှာရှိလဲပေါ့အဲကိုရှိတဲ့ file line ကြောင်းထဲမှာယူလိုက်မယ်အဲယူပြီးပြီဆိုလို့ရှိရင်အမတို့ကအဲဒီမှာပေါ့ကိုထည့်ခြင်းတဲ့ပုံပေါ့နော်ကိုဘယ်လိုပုံထည့်ခြင်းတာလဲကိုထည့်ခြင်းတဲ့ပုံမျိုးယူလိုက်တယ်ယူပြီးဆိုလို့ရှိရင် choose picture ယူလိုက်တယ် ဒါဆိုဒီမှာလဲသူကပြရတယ်ဟုတ်ပြီမီနီမိုင်းလုပ်ကြည့်မယ်ဒါဆိုဒါကတော့ဘာလို့က background ချိန်တာပေါ့နော်ဟုတ်ပြီနောက်ထပ်ထပ်ပြီးတော့သွားလိုက်တယ်ဒါတကယ်လို့ကိုကဒီလိုမျိုးပိတ်လိုက်တယ်ဆိုလို့ရှိရင်တော့အမားတို့ကအစနေပဲသူကပြန်သွားပြီးတော့ဝင်ရမှာပေါ့နော် right click နေလိုက်တယ် personal light ထဲကိုသွားတယ်အဲဟုတ်ပြီအဲ့ဒါပြီးပြီဆိုလို့ရှိရင်အမတို့ဒီမှာဆိုရင် browser ကိုသွားပြီးတော့ကို change နေတဲ့ပုံကိုအဲထပ်ပြီးတော့တပြောင်း change လုပ်ရတယ်ပေါ့နော်ကိုကဒီပုံလေးကြိုက်တယ်ဆိုဒီပုံလေးပေါ့နော်ဒါဆိုလို့ရှိရင်ဒါကတော့ပုံပြန်ပြီးတော့ change တာပါဟုတ်ပြီပုံ change ပြီးတဲ့အခါမှာအမတို့ကတဲ့ အဲဒီနားမှာဆိုရင် choose a face ဆိုတာရှိတယ်ကိုကဘယ်လိုမျိုးပုံစံနဲ့ထားမှလဲ span လားပေါ့เนาะဒါဆို face face လားအဲလုံးဝတိတာတဲ့ပုံက face ဆိုရင်တော့ तू ကဒီလိုမျိုး screen နဲ့အပြည့်ပေါ်ပေးတာပေါ့เนาะတိတာအမဒီ time ကိုယူလိုက်တိုင်းဆိုရင် तू ဘယ်လိုပြလဲဆိုရင် तू ကအမတော့ logo ဆိုလဲ logo ပေါ့เนาะအဲဥပမာဘယ်လိုမျိုးပြမလဲဆိုတော့တစ်ချက် logo တစ်ချက်ချက် ဲ့မှာတိတအောင်တိတအောင်လို့ဒီ logo လေးတစ်ချက်ကြည့်လိုက်မှာပေါ့နော်အဲဒါဆိုလို့ရှိရင်အဲဒီလိုမျိုးပြမယ်ပေါ့နော်တိုင်းဆိုတာကအဲကသူကသူတို့ဒီလိုမျိုးဒီဟာဆိုလို့ရှိရင်ဒီဟာနေဒီဒီတပုံပေါ့အဲ့ဒါသူက ဒီဘယ်လိုပြောမလဲဆိုအစင်လိုက်အစင်လိုက်အပွားလေးတွေပြတယ်ဆိုတဲ့ပုံစံပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကတမျိုးပေါ့နော်ဖေးကိုရွေးကြည့်မယ်ဆိုရင်ဖေးရကြသူကဒီလိုမျိုး subscribe နဲ့ face အကြီးပေါ်တယ်ပေါ့နော်အဲအဲ့ဒါပြီးလို့ရှိရင်မတော်ကဒီမှာ fit fit ကတော့သူက subscribe နဲ့လုံးဝသူ့ရဲ့ face ဖြစ်နေပါပေါ့နော်ပုံနဲ့က face ဖြစ်မြင် face ဖြစ်နေပါပေါ့နော်ဒါက strap strap ကလည်း face နဲ့တော့နည်းနည်းတူစင်နေပေါ့သူကကြာလို့ပြည့်ပြည့်ဖြစ်သွားတယ်ပေါ့နော် ဒါကတော့ကိုယ့်ရဲ့ design တွေပြန်ချိန်တာကိုကတိုင်းထားခြင်းနေဆိုတော့တိုင်းပေါ့နော်တိုင်းကတော့ဒီလိုလေးပြရတယ်။အဲပြီးလို့ရှိရင်အမတို့ဒီမှာ center center ဆိုတော့သူကအလေကောင်တက်တက်မှာပဲသူကပြပေးတယ်ပေါ့နော်ကိုယ့်ရဲ့လူကအလေကောင်တက်တက်မှာပဲပြပေးတယ်။ ပင်စပန်စပန်ကကြတော့အမားတို့ကသူကအဲ့ဒီလိုမျိုးပြတယ်ဗောနော်ဒီပုံစံလေးကတော့နည်းနည်းကွက်ကွဲနည်းနည်းထူးထူးခြားခြားကွဲတာဆိုတော့ဒီတိုင်းရှိမယ်တိုင်းရယ်စံတိုင်းရယ်ဗောနော်ကျန်လာတော့အရင်ကြီးတိတ်ပြီးတော့မကွဲမကွဲဘူးဗောနော်ကိုဘလို့ထားခြင်းလဲဆိုတော့ကိုကိုရွေတဲ့ပုံမှာပဲမူတည်မယ်အဲပြီးရင်ဟောပြီးပြီးလို့ရှိရင်အမားတို့ကတကယ်လို့ကိုကကလာပေါ့နော်ကလာထားခြင်းနဲ့ဆိုရင် solid ကလာယူလိုက်မယ် solid ကလာမှမှအမားတို့ဒီမှာသွားပြီးတော့ကိုထားခြင်းနဲ့ကလာတွေကိုထပ်ပြီးယူလို့ရတယ်ပေါ့နော်ဒါကကလာပေါ့နော် ကာလာကိုဘယ်လိုကာလာထားခြင်းလဲဆိုတော့ကိုရွေးခြင်းလို့ရရင်ရွေးလို့ရတယ်ထပ်ပြီးတော့ကာလာထပ်တောင်းခြင်းလဲဆိုဒီမှာဆိုရင်ကတ်စတန်ကာလာဆိုတာရှိရယ်သူ့ကိုတစ်ချက်နေလိုက်ဒါဆိုဒီမှာကာလာပေါက်ကြီးကျလာလိမ့်မယ်အဲ့ကာလာပေါက်မှာမှာကိုကဒီမှာဆိုရင်သူ့ရဲ့ကာလာ solid ကာလာအရာကိုအရင်ရွေးလို့ရတယ်အရာရင်းပြီးရွေးပြီးဆိုဒီမှာဆိုရင်သူက stock လေးရှိတယ်သူကကြတော့ဒီဘက်ကိုသွားလေလေသူကလင်းလေလေပေါ့နော်ဒီဘက်ကိုသွားလေသူကဓာတ်ဘက်ကိုရောက်သွားတယ်ပေါ့နော်သူကဒါကတော့ကိုကကိုရဲ့ကာလာဒီမှာအလင်းအမောင်ကာလာအနုယုံပြန်ပြီးတော့ address ပြန်လုပ်လို့ရတယ်ကိုလိုချင်တဲ့ကာလာလေးကိုယူလို့ရတယ် အဲပြီးလို့ရှိရင်မိုးမိုးထဲမှာကကြောက်ဒါ RGB မှာဆိုသူဘလောက်လဲပေါ့နော်အဲဒီမှာဆိုလို့ရှိရင်မတို့ကအဲ255ကာလာရဲ့ rating ကဘလောက်ဒီထားလို့ရလဲဆို255ဒီထားလို့ရတယ်ဒါကတော့ကာလာကုတ်ပေါ့နော်ဒါကတော့မတို့ကဒီဇိုင်းသမားတွေဆိုပြီးတော့ဆိုရင်တော့ပို့ပြီးတော့တိလိမ့်မယ်ပေါ့နော်ဒါကကာလာကုတ်ကာလာကုတ်မှာမှာမတို့ဒီဟာဆိုရင်255ဒီသူကထားလို့ရတယ်နောက်ခုအကုန်လုံးကို255ထားကြည့်မယ် 255ဒါဆိုရင်သူကလုံးဝအဖြူကာလာကိုရောက်သွားမယ်ပေါ့နော်255ဆိုရင်ဒီမှာ app ချက်လို့မတော့ photoshop သမားတွေဒီဇိုင်းသမားတွေဆိုရင်တော့ကာလာကုတ်တွေကိုသူကသိတယ်ပေါ့နော်ဘယ်ကာလာကုတ်ဆိုရင်ဘာကာလာဆိုတော့သူကသိတယ်ဒါဆိုရင်ကာလာရဲ့သူ့ရဲ့ number ကအဆုံးဆုံးဒီဘယ်လောက်ရှိလဲဆိုတော့255အထိပဲရှိတာဟုတ်ပြီနော်သူ့ရဲ့အဆုံးဆုံး255 0ကနေပြီး255ရှိမင်းအဲ့မှကိုကကာလာကာလာကုတ်ကိုတစ်ခုခုချိန်လိုက်တဲ့နေရာနဲ့သူ့ဘလို့ဖြစ်သွားလဲဆိုရင် ဒီလိုမျိုးကာလာတွေကပြောင်းသွားတယ်ပေါ့နော်ကာလာတွေလည်းပြောင်းသွားတယ်ပြီးရင်ဒီမှာရှိတဲ့နံပါတ်ကလည်းပြသွားတယ်ပေါ့နော်ဒါကတော့အမက knowledge အနေနဲ့ပြောပြတာမသိလေရတယ်ပြဿနာမျိုးကိုကကိုဒီမှာကာလာယူလိုက်တယ်ယူပြီးဆိုရင်ဒီမှာသွားပြကာလာကိုအရာနူးရင် adjust ပြန်လုပ်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ကိုကြိုက်တယ်ဆိုလို့ရှိရင်ယူလိုက်တယ်ယူပြီးဆိုရင် damage လုပ်လိုက်တယ်အဲပြီးလို့ရှိရင်အမတို့ဒီမှာ minimize လုပ်ကြည့်ဒါကတော့အမတို့ကကာလာတည်တံ့ကိုထည့်တာပေါ့နော်ဒါကတော့ကာလာတည်တံ့ကိုအမတို့ကထည့်တာဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်အမတို့က နောက်တစ်ခုနောက်တစ်ခုကကြပါလဲဆိုရင်ဒါကတော့မတော်ကလာကိုထည့်တာဗောနော်ကလာမှာဆိုရင်တော့သူ့မှာရွေးချယ်စရာမရှိဘူးဆောနာတော့ပေးချဟုတ်တာရွေးထားတယ်ဆိုရင်တော့အမားတို့ကဒီမှာဆိုရင်ရွေးချယ်လို့ရတယ်ဗောနော်သူနဲ့သူနဲ့ဆက်ဆက်ပြီးတော့ related related feature တွေရှိသေးတယ်ဗောနော်ဒါဆိုလို့ရှိရင်အမားတို့က slide show slide show ကတော့သူကပုံမှန်သူက folder လိုက်ရွေးပေးရတယ်ဗောနော်သူက slide show slide show ကတော့အမားမထားဘူးဘာလို့လဲဆိုတော့ set လေးလို့ဗောနော် ကိုထားခြင်းတဲ့ပုံကိုကိုကယူလိုက်တယ်ပေါ့နော်ဥပမာ तू ကကြာ4 highlight ယူပေးရတာပုံတစ်ပုံနဲ့ယူလို့မရဘူး तू က4 highlight ယူပေးရတယ်4 highlight ယူပြီဆိုရင် तू က choose this ပို့လာ choose this ပို့လာယူလိုက်တယ်အာပြီးလို့ရှိရင်အမတော့ဒီမှာဆို तू ကတပုံချင်း light ပြောင်းနေလိမ့်မယ်ဒီရောက်မှဆိုလို့ရှိရင်လည်းတပုံချင်း light ပြောင်းနေလိမ့်မယ်ပြီးလို့ရှိရင်အမတော့ဒီမှာကြာရင် तू ကယူလို့ရတယ်ပေါ့နော် तू ဒီလိုမျိုးအဲ तू ကလည်းဒီမှာ feature ရှိတယ်ပေါ့နော်ဒီမှာတော့ယူယူလို့ရတယ်အဲပြီးလို့ရှိရင်အမတို့ကအဲဒီနားလေးမှာကိုကတပုံချင်း အဲ့တော့ change picture lv ဆိုတာဗာလဲဆိုရင်သူကတဘုံတဘုံကသူဗနမင်းနေထားမှာလေဗောဗနစက္ကန့်ထားမှာလေဘလောက်ထားမှာလေဗောเนาะသူကဒီမှာအဲသူက chain base အဲသူက chain picture lv ဆိုသူတမင်းနေတိုင်းမှာသူကပြောင်းသွားမယ်ဗောเนาะတဘုံတဘုံပြောင်းသွားမယ်လို့သူကဆိုလိုတာဗောเนาะအမတော့အဲ့ဒါကိုမထားဘူးဘာလို့လဲဆိုတော့ကြာတော့သူကဆက်လေးလို့ဗောเนาะ picture ဆိုလဲ picture ပဲထားလိုက်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲဒါကတော့ background chain တာဗောเนาะ background chain နဲ့ကြိုက်ပြီဆိုလို့ရှိရင်တော့အမတို့က ပိတ်လိုက်လို့ရပြီပေါ့နော်ဒါကတော့အမားတို့က background chain တာအဲ background chain တာကိုအမားပြောပြပြီး share လုပ်ပေးသွားတာဖြစ်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုရှိတယ်နောက်တစ်ခုကကြပါလဲဆိုလို့ရှိရင်အဲအရင်များွားမလားမသိဘူးအဲပြောလိုက်မယ်နော်မြန်မြန်လေးပြောလိုက်မယ် ပြီးလို့ရှိရင်အမတော့ personality တက်ကိုသွားမယ်ဒါကကြာမှာတော့ဆက်လိနေတဲ့အချိန်မှာပြောင်းသွားတဲ့ change ချက်ပေါ့သူ့ကိုဘာလို့ခေါ်လဲဆိုရင် screen saver change လို့ခေါ်တယ်ဒါကတော့သူကအမတော့ဒီ search bar မှာရှာပြရမှာပေါ့နော် screen မှာမှ background ရှိရယ် lock screen ရှိရယ်ကိုက lock screen lock လိုက်တဲ့အခါမှာဖုန်းလေးလိုပဲ lock screen ထဲမှာလာနောက်ကန် background ထဲမှာလာပေါ့နော် lock screen မှာပြောင်းနေတယ်ဆိုရင် lock screen မှာသွားပြောင်းမယ်ဒါကတော့အမတော့ set ကိုဆက်ဆက်ပြီးတော့ဖွင့်လိုက်တဲ့အချိန်မှာမြင်ရမယ့်ဟာပေါ့နော်ဒါကတော့အမတော့နောက်ကန် background ကိုမြင်ရမယ့်ကာလာ ခုနအမကဘက်ဂရောင်းကိုချိန်ပြတာဒါကြာ lock screen ကို lock screen ကိုချိန်ကြည့်နေဆိုလို့ရှိရင် lock screen မှာချိန်လို့ရတယ် Windows spotlight လာသူကအဲ့တိုင်းပဲပစ်ချာလာပြီးရင် slide show လာဆိုတာအမတို့ကအဲသွားပြီးတော့ရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ဟာလေးသွားပြီးတော့ရွေးလို့ရမယ်ဒါကတော့အမတို့ကအဲစစပြီးတော့ဖြန့်တဲ့အခါမှာဟလာအဲ PC ဆက်စပြီးတော့ဖြန့်တဲ့အခါမှာပုံမဲ့ lock screen ပေါ့နော်ဒါကတော့ lock screen ပေါ့နော်ဒါကတော့ဖုန်းနေမှာလို့ပဲသူက lock lock screen ကိုရွေးလိုက်တဲ့ပုံမှာမူတည်ပြီးတော့လေသူက ပြောင်းလို့ရရပေါ့နော်ဒီကသူကဆနာတော့အတိုင်းမြန်မာတို့ browser ကိုသွားပြီးတော့ lock screen မှာလည်းဒီမှာပုံရွေးပြီးတော့ထားလို့ရရတယ်ပေါ့နော်ပုံရွေးမယ်ရွေးပြီးရင်ထားလို့ရမယ်အဲပြီးလို့ရှိရင်မတို့က screen saver ဒီမှာလေးရှိတယ် screen saver ချိန်ညင်းနေဆိုရင် screen saver setting နဲ့ဝင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဆိုဒီလိုပေါက်ကြလာနိုင်မယ်အဲ့လိုပေါက်ကြလာတဲ့အခါမှာအမတို့ screen saver ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့အမတို့ screen ကိုခဏပေါ့နော်ဆက်လိုက်တာပဲဖြစ်ဖြစ်ခဏ စနစ်တာတော့မဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် အမားတို့ကအဲတခါလေကြာရင်ကိုကအလုံးအလုံးလုံးနေတယ်ပေါ့နော်အဒီဒီ PC ကိုကတုံးနေတယ်အဲ့တုံးနေတဲ့အချိန်မှာပဲကိုကအဲခဏတစ်ပြုတ်ပေါ့နော်အဲတုံးလိုက်တာခဏနားလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဟိုနားဒီနားသွားတာပဲဖြစ်ဖြစ်အဲ့အချိန်မှာဆိုသူက screen မှာ screen ကအဲစနစ်ဖြစ်ပြီးတော့ကြတော့ပေါ်နေတဲ့ပုံပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးထားကျင်တာလဲပုံမှာသူကမူတည်တယ်ပေါ့နော် screen saver လို့ပြောတယ်ဒါဆိုရင် name ဆိုရင်သူကတခုမှမထည့်ထားဘူးသူကဘာမှမထည့်ထားဘူးပေါ့နော် ဒါဆက်ခရင်ကလုံးဝသူကသူသူကသူပိတ်သွားမယ်ပေါ့နော်တကယ်လို့ကကွာ 3D ထားမယ်ဆိုရင် 3D ပေါ့နော်အဲ 3D မှာဒီလိုမျိုးလေးအဲ touch လေးက action ဖြစ်နေမှာပေါ့နော်အဲ့ဒါမှမကွာဒီ task ကိုကွာရွေးချင်နေတယ်ဆိုလို့ရှိရင်လည်းမားတို့ကဒီမှာ setting တွေကိုတွားပြီးတော့ရွေးလို့ရတယ် setting မှာမှဒီမှာဆိုရင် task ဆိုပြီးတော့ဘောက်တစ်ခုကြာလာမယ်ပေါ့နော်အဲ့ဘောက်မှာမှအမားတို့ကဗာလဲဆိုရင်ကုထားခြင်းနဲ့ဟာကိုထားမယ်ပေါ့နော်အဲကိုကအဲကိုကိုဗာထားခြင်းနဲ့လေပေါ့နော်ကုထားခြင်းနဲ့စာတစ်ခုခုကိုကွာရိုက်လိုက်မယ်ပေါ့နော် အဲကိုတခုခုရိုင်းလိုက်မယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ညီမတို့ကဒီမှာဆိုရင် choose font ပေါ့နော် font design change နေဆိုရင်ဒီ choose font ကိုထပ်သွားလို့ရတယ်ပေါ့နော် choose font ကနေမှာမတို့ဘာရွေးလို့ရလဲဆိုရင်ဒီမှာဆိုလို့ရှိရင်မတို့ font design တွေရွေးလို့ရတယ်ကိုဘယ်လို design ထားမှာလဲပေါ့နော်ဒီမှာ vein လေးကိုလိမ့်ပြီးတော့မတို့ကဟာလား mouse ကနေပြီးတော့ vein လေးကိုလိမ့်ပြီးတော့မတို့ဒီမှာသွားပြီးတော့ font design တွေသွားရွေးလို့ရမယ်ပေါ့နော်အဲ့မှာအမကအဲ ီဘောင်ဒီဖောင်လေးထားကြည့်မယ်ပေါ့နော်ပြီးလို့ရှိရင်မှတော့ဒီဘက်မှာဆိုလို့ရှိရင် first time မှာဆိုရင်ကိုယ်ရွေးလိုက်တဲ့ပုံမှာမူတည်ပြီးတော့သွားပြီးတော့ထားလို့ရတယ် regular ဆိုတာပုံမှန်အတိုင်းလားပြီးလို့ oily quick ဆိုတာသူကစောင်းတာပေါ့နော် italian နဲ့တူတဲ့ဘိုးဆိုတာကဘိုးတင်တာပုံမှန်အောင်မှဘိုးတင်တာဘိုးကဘိုး oily quick ဆိုတာကသူကဗာလဲဆိုလို့ရှိရင်ဘိုးလက်တင်မယ်စောင်းလဲစောင်းမယ်လို့သူကပြောတယ်ပေါ့နော်အမကဘိုး oily quick လေးကိုရွေးလိုက်မယ်ပြီးရင် okay လုပ်လိုက်မယ် အားပြီးလို့ရှင်အမဒီရမှာ motion type motion type ကဘယ်လိုမျိုးသွားလဲဒါဆိုလို့ရှင်အမတော့ motion type ပဲလိုမျိုးရှိလဲဆိုရင်၄မျိုးရှိရဲ name ကတော့ motion type မပါဘူးပြီးလို့ရှင် subprint လားပေါ့နော် subprint မှာဆိုလို့ရှင် okay okay လောက်ကြည့်လိုက်မယ် subprint ပေးလိုက်မယ် the subprint ဆိုအဲ့လိုမျိုးလေးလဲနေမယ်ပေါ့နော် preview ကြည့်ကြည့်မယ် preview ဒီလိုမျိုးပုံကလဲနေတာပေါ့နော် ဟုတ်ပြီဒါအဲ့တော့ shopping ကိုရွေးတာဟုတ်ပြီနောက်ထပ်တစ်ခုသွားကြည့်မယ် setting လေးကိုသွားကြည့်မယ်ပြီးလို့ရှိရင်အမတို့က seesaw seesaw မှာလက်ချက်ကြည့်လိုက်မယ် seesaw မှာဆိုတော့ဘယ်လိုမျိုးလဲဆိုဒီလိုမျိုးပုံစံလေးပြမယ်ပေါ့နော်ဒီလိုမျိုးလေးဆွမ်းနာတော်လဲနေတဲ့ပုံမဟုတ်တော့ဘဲနဲ့ဒီလိုမျိုး seesaw ပုံစံလေးပြမယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့အဲဒီမှာ wobella wobella ဆိုလို့ရှိရင် wobella ပေါ့နော်ဒီလိုမျိုးပုံစံလေးပြမယ်အဲပြီးလို့ရှိရင်နောက်တစ်ခုနောက်တစ်ခုကကြတော့အမတို့က အဲ trumpet trumpet ဆိုလို့ရှိရင်သူက trumpet ပုံလေးပြမယ်ပေါ့နော်ဒီလိုပုံလေးပြမယ်ဒါကတော့ကိုထားခြင်းနေနေတာဟိုမူတည်ပြီးတော့ရွေးလို့ရမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတာမှာတော့ blank blank ဆိုရင် तू ကဘာမှမတားဒီလိုမျိုးကြီးပဲ blank ကြီးပဲပေါ်နေလိမ့်မယ်ပေါ့နော်ပြီးလို့ရှင်ဘက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 ်ဆိုရင် तू ကဒီလိုမျိုးအဲ sacrin server ဖြစ်တဲ့အချိန်မှာတော့ဒီလိုမျိုးအဲဒီလိုမျိုးဟိုဘူပေါင်းလေးတွေပေါ်မယ်ပေါ့နော်ဒီလိုဘူပေါင်းလေးတွေပေါ်လာလိမ့်မယ် ဟုတ်ပြီဒါ preview တည်တည်တာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှင်နောက်တစ်ခုကကြတော့ mystery mystery အဲအဲ့ဒါကဘယ်လိုပုံလဲဆိုလို့ရှင် mystery ဘိုင်းကဘယ်လိုပုံလဲဆိုလို့ရှင်ဒီလိုမျိုးပုံလေးပါမှာပေါ့နော်အဲသူက preview တည်တည်မယ် preview ဆိုဒီလိုမျိုးပြမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှင်နောက်တစ်ခုကကြတော့ဖိုတိုပုံစံရေပုံမယ်ဖိုတိုဆိုလို့ရှင်ဖိုတို ribbon ဆိုလို့ရှင်ဒီလိုဒီလိုမျိုး ribbon ပုံစံလေးပြမယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့စာမှာကိုထားခြင်းနဲ့အတိုင်း setting ပြန်ချိန်လို့ရတယ်ပေါ့နော် ။ဟောပြီးကြိုက်ပြီဆိုလို့ရှင်တော့ okay လို့လိုက်လို့ရတယ်။ပြီးလို့ရှင်အမတို့ကနောက်တစ်ခု sacrifice စေပါဒါကကြတော့ဒါ sacrifice စေပါကိုတုံးတာပေါ့နော်။အဲဒါကတော့ခဏ sleep ဖြစ်တဲ့အခါမှာ sacrifice စေပါကိုတုံးတာဟာလာကိုက background တာ background change ရယ် background ကိုသွားမယ် lock screen ဆိုရင် lock screen သွားချိန်မယ်။ lock screen မှာမှာကိုပါထားလို့ရတယ်ဆိုပြီးချားတွေ window spotlight တွေပြီးရင်ဒီမှာဆိုလို့ရှင်အဲ slide show တွေထားလို့ရမယ်ပြီးလို့ရှိရင်မတော်ကဒီမှာသွားပြီးပုံစုံပုံသွားရေးလို့ရမယ်နောက်တစ်ခုဘာလုပ်လို့ရလဲဆိုဒီကနေပြီးတော့ဒီမှာ screen saver setting ကနေပြီးတော့ screen saver ထပ်ချင်းနေနေဆိုရင်ကိုကချိန်လို့ရသေးတယ်ပေါ့နော် 3D အဲ့မှာဆိုလို့ရှိရင်မတော်က 3D တက်မှာဆိုရင်သူ့ရဲ့ setting ကရှိတယ် black မှာဆိုရင်သူ့ရဲ့ setting အဲ black ဆိုလို့ရှိရင်မ setting မရှိဘူးပေါ့နော်သူ့မှာ setting တောင်းလို့မရဘူးပြီးလို့ရှိရင်ဒီ bubble mystery ဒါ bubble မှာဆိုလို့ရှိရင်အမတော် bubble အတိုင်းပဲရမယ် setting တောင်းလို့မရဘူးပေါ့နော် ဆက်တင်တောင်းလို့ရတာပါရှိနေဆိုရင်ဒီ dash မှာတော့ဆက်တင်တောင်းလို့ရတယ်ပေါ့နော်ဆက်တင်တောင်းပြီးတော့ကိုကြိုက်တဲ့အတိုင်းချိန်လို့ရတယ်ဒီမှာဆိုရင် fonts တွေပြောင်းချင်လား ထောက်ပြီးဒီမှာဆိုရင်ဖောင်ပြောင်းခြင်းနေဆိုလို့ရှိရင်အမတော့ဖောင်သွားရေးလို့ရတယ်ပြီးလို့ရှိရင်အဲ့ဖောင်ပေါ်မှာကိုကကာလာပြောင်းခြင်းနေတယ်ဆိုရင်အမတော့ဒီလိုမျိုး custom color လေးကိုအမှန်ကြီးချစ်ထားမှသူက on မှာပေါ့နော်တကယ်လို့သာ custom color ကိုအမှန်ကြီးချစ်မထားဘူးဆိုရင်သူကမ on ဘူးဒါဆိုရင် custom color ကိုအမှန်ကြီးချစ်လိုက်မယ်ပြီးလို့ရှိရင်အမတော့ choose color ရွေးလိုက်မယ်ဒီမှာဆိုဆွမ်း color ပေါက်ကြလာမယ် color ပေါ်မှာကိုထားခြင်းနဲ့ color ကိုရွေးလို့ရတယ်ကိုထားခြင်းနဲ့ color ရွေးလို့ရတယ်ပြီးရင် color ဒီမှာသွားပြီး adjust ပြန်လုပ်လို့ရတယ်ပေါ့နော် ပြီးရင် okay လုပ်လိုက်တယ်ပြီးရင် okay ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ apply လုပ်လိုက်တယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်အမ screen preview ကြည့်ကြည့်တဲ့အခါမှာ color ပြောင်းသွားတယ် color ပြောင်းသွားပြီပေါ့နော်ဒီလိုမျိုး color လေးပြောင်းသွားလိုက်မယ်အဲဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကဟလာ background လေးချိန်တတ်မယ်ပြီးလို့ရှိရင် screen saver လေးထည့်တတ်မယ်ပြီးလို့ရှိရင် lock screen လေးထည့်တတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟိုဒီနေ့များပါတယ်အမကတော့ဒီဒီနေ့ရတယ်ဒီလောက်ပါပဲเนาะ အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်လေးတစ်ခုရမယ်လို့ထင်ပါတယ်နော်။အားလုံးပဲကျေးဇူးပါ။